မင်္ဂလာပါခင်ဗျာလေမှုတဲ့နိုဝင်ဘာလ9ရက်နေ့နနက်ခင်းသတင်းတွေကိုတင်ဆက်ပေးမှာပါတင်ဆက်ပေးမယ့်သတင်းတွေကတော့ရန်ကုန်မြို့တွင် Wi-Fi Internet Line များတစ်ပတ်နီးပါးကျသည့်အထိကောင်းမွန်မှုမရှိသေးတယ်ဆိုတဲ့သတင်းမလေးရှားနိုင်ငံစံပါရန်ပြည်နယ်ရှိစစ်ရုံတရုံမှာမြန်မာရွှေပြောင်းလုံသား58ဦးအပါအဝင် ပြည်ပလုံသား184ဦးဖမ်းဆီးခံရတယ်ဆိုတဲ့သတင်းဗင်နီဇွဲလားကမ်ရွန်းတစ်လျှောက်မှာ B2 ဘုံကျဲလေယာဉ်စီးပြန့်တန်းကအမေရိကန်စစ်အင်အားပြတယ်ဆိုတဲ့သတင်း လက်နက်သစ်များဖန်တီးရေးအတွက်ဆီရီနဲ့ယူကရိန်းတို့အကျိုးသဘောတူစာချုပ်လက်မှတ်ရေးထိုးတယ်ဆိုတဲ့တဲ့။စာရှိတဲ့သတင်းတွေကိုတင်ဆက်ပေးပါပါ။ဦးဆုံးသတင်းတစ်ပုဒ်အနေနဲ့ရန်ကုန်မြို့တွင် Wi-Fi Internet Line များတစ်ပတ်နီးပါးကြာသည့်အထိကောင်းမွန်မှုမရှိသေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါပါ။ရန်ကုန်မြို့မှာ Wi-Fi Internet Line များတစ်ပတ်နီးပါးကြာသည့်အထိကောင်းမွန်မှုမရှိသေးကြောင်းရန်ကုန်မြို့တွင်အင်တာနက်သုံးဆွဲသူများထံကနေသိရပါဗျာ။ နိုဝင်ဘာလ၁ရက်နေ့မှစတင်ကရန်ကုန်မြို့မှာရှိတဲ့အိမ်သုံး Wi-Fi Internet line များမှာပြတ်တောက်ခြင်းများစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကတပတ်နီးပါးကြာတဲ့အထိကောင်းမွန်မှုမရှိသေးခြင်းဖြစ်ပါတယ်။ Internet ကလုံးဝကိုသုံးလို့မရသေးဘူးပြောရမယ်။ line ကတက်လိုက်ကျလိုက်နဲ့ဘာမှလုပ်လို့မရဘူး။ကိုယူထားတဲ့ Wi-Fi ကြောင့်ဖြစ်တာလားဆိုတော့ကိုတခုတည်းမဟုတ်ဘူး။ line တိုင်းနီးပါးဖြစ်နေတယ်လို့မြောက်ရကုံမြို့နယ်မှာနေထိုင်သူတို့ကပြောကြပါတယ်။ ပင်လယ်ရေအောက်ရှိအင်တာနက် main cable ကြိုးများပြတ်တောက်မှုကြောင့် wifi အင်တာနက်များအသုံးပြုမရခြင်းဖြစ်ကြောင်းလက်တလုံးမှာ black link များနဲ့အင်တာနက်ဝန်ဆောင်မှုပေးနေရာကြောင့် line အတက်ကြမှန်မှန်ချင်း line နှေးကွေးခြင်းထိဆက်မှုမတည်ငြိမ်ခြင်းများဖြစ်ပေါ်နေခြင်းဖြစ်တယ်လို့အင်တာနက်ဝန်ဆောင်မှုပေးနေတဲ့ကုမ္ပဏီချို့ကထုတ်ပြန်ထားပါတယ်။ ကုမ္ပဏီတွေကအင်တာနက်လိုင်းသာမှန်မှန်တော့ဘေကောက်ဖို့ဆိုရင်တော့အချိန်မှန်နေလိုင်းပတဲ့နေ့တွေအတွက်အစားထိုးဘာပြန်လုပ်ပေးမလဲဆိုတာသိချာမသိရသေးဘူးလောလောဆယ်တော့ဖုန်းတွေကိုအင်တာနက်ဘေးဆောင်ဖို့ message ကတော့ရောက်နေပြီလို့တာဂီတာမြို့နယ်တွေနေထိုင်သူတို့ကပြောကြပါဗျာ အင်တာနက်ဝန်ဆောင်မှုများကိုအမြန်ဆုံးပြန်လည်ရရှိရန်ဆောင်ရွက်နေပြီးဤပညာဆိုင်ရာချွေးမှုများကြောင့်ဝန်ဆောင်မှုနောက်နေမှုများကျိုးလည်နေရခြင်းဖြစ်ကြောင်းအင်တာနက်ပြတ်တောက်သွားတဲ့ရက်များအတွက်အစားထိုးဝန်ဆောင်မှုများပေးမှာဖြစ်တဲ့ကဲ့သို့ short board တတ်တာခွင့်များပြုလုပ်ပေးသွားမှာဖြစ်ကြောင်းရန်ကုန်မြို့တွင်အင်တာနက်ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီချို့ကထုတ်ပြန်ကြေညာထားပါတယ်ဆက်လက်ပြီးတော့နေရှားနိုင်ငံ စာရန်ဘန်းပြည်နယ်ရှိစစ်ရုံတရုံမှာမြန်မာရွှေပြောင်းလုံသား58ဦးအပါအဝင်ပြည်ပလုံသား184ဦးဖမ်းဆီးခံရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါပါမလေးရှားနိုင်ငံစံပါရန်ပြည်နယ်ရှိစစ်ရုံတရုံမှာမြန်မာရွှေပြောင်းလုံသား58ဦးအပါအဝင်ပြည်ပလုံသား184ဦးဖမ်းဆီးခံရတယ်လို့မလေးရှားနိုင်ငံလူမှုကြီးကြပ်ရေးဌာနကထုတ်ပြန်ချက်ကိုကိုးကားပြီးမြန်မာလုံသားအချို့ကပြောကြားပါတယ် မလေးရှားနိုင်ငံဆာရာမန်ပြည်နယ်နီလိုင်းဆက်ယုံတယုံအားလူဝင်မှုကြီးကြပ်ရေးနှင့်ဌာနပေါင်းစုံပူပေါင်းဖွဲ့ဝင်ရောက်စစ်ဆေးရာတရားမဝင်နိုင်ငံသားသား184ဦးဖမ်းဆီးရမိကြောင်းနိုဝင်ဘာလ6ရက်နေ့ကထုတ်ပြန်ထားပါသည်။အဆိုပါဆက်ယုံအနီးမှာနေထိုင်တဲ့ပြည်သူများရဲ့တိုင်ကြားချက်အရဆက်ယုံမှာရှိတဲ့နိုင်ငံသား219ဦးအားစစ်ဆေးရာတရားဝင် ထောက်ထားမရှိသူ184ဦးဖမ်းဆီးရမိကြောင်းဖမ်းဆီးရမိသူများမှာအသက်20မှ49နှစ်အကြားတွင်ရှိကြောင်းဖော်ပြထားပါသည်။ ဖန်စီရမိသူများတဲ့တွင်မြန်မာရွှေပြောင်းလူသားမျိုးသား38ဦးနဲ့အမျိုးသမီး20ဦးပါဝင်ဘင်္ဂလားဒေ့ရှ်နိုင်ငံသား123ဦးပါကစ္စတန်နိုင်ငံသား2ဦးနဲ့အင်ဒိုနီးရှားအမျိုးသမီး2ဦးစုစုပေါင်းအမျိုးသား163ဦးနဲ့အမျိုးသမီး21ဦးလို့ဖြစ်ကြောင်းသိရပါတယ်ဖန်စီခံရသူများအောင်လူဝေမှုကြက်ကြက်ရေးအပ်ဥပဒေ1959-63နဲ့ဆက်လက်စစ်ဆေးနိုင်ရေးအတွက်လူဝေမှုကြက်ကြက်ရေးတွင် ထိန်းသိမ်းထားကြောင်းဖော်ပြထားပါတယ်။ ဖမ်းဆီးခံရသူများအောင်လူဝင်မှုကြီးကြပ်ရေးအဥပဒေ1959မြင်းဆောင်63နေဆက်လက်စစ်ဆေးနိုင်ရေးအတွက်လူဝင်မှုကြီးကြပ်ရေးတွင် ထိန်းသိမ်းထားကြောင်းဖော်ပြထားပါသည်။ပြီးခဲ့နိုဝင်ဘာလတရက်ကလည်းမလေးရှားနိုင်ငံတွင်တနိုင်ငံဗမာတဆင့်တရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသားများကိုဖမ်းဆီးရမိခဲ့ကြောင်းသိရပါသည်။ဆက်လက်ပြီးတော့ဗင်နီဇွဲလားကင်မရာတစ်လျှောက် B2 ဘုံကျဲလိန်နေစည်းပြန်တန်းကအမေရိကန်စစ်အင်အားပြရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါပါ။ နိုဝင်ဘာ6ရက်တွင်အမေရိကန် B2 ဘုံးကျဲလေယာဉ်တစ်စီးသည်ဗင်နီဇဲလားကမ်းရိုးတက်တစ်လျှောက်ရှိကာရီဘီယံပင်လယ်ပြင်ပေါ်တွင်ပြန်တန်းသွားခဲ့တယ်လို့ဒီကြောင့်ခရီးချေရာခံသောအချက်အလက်များတွင်ဖော်ပြထားပါသည် အဲ့လိုပုံကျဲလေးနှစ်စီးပြန်တန်းသွားခြင်းဟာလုံငယ်သတင်းပတ်များတွင်မှအမေရိကန်စစ်လေးင်းများရဲ့စုထားခြင်းမြောက်အင်အားပြမှုဖြစ်ပါတယ်။အမေရိကန်ကမွေးရီဆေးဝါးမှောက်ခိုကူးမှုများကိုနှိမ်နင်းရရွေပြီးရေတန်းနဲ့လေတပ်တို့ကိုဖြန့်ကျက်ပြီးမွေးရီမှောက်ခိုကူးသူများကိုကာရီဘီယံဒေသမှာစစ်ဆင်ရေးလုပ်နေခြင်းဖြစ်တယ်လို့ပြောကြားထားချိန်မှာ B52 ပုံကျဲလေးနှစ်စီးကဗင်နီဇွဲလားကမ်းရိုးတစ်လျှောက်ပြန်တန်းခဲ့ခြင်းဖြစ်ပါတယ်။အမေရိကန်ကကာရီဘီယံမှာမွေးရီဆေးဝါးမှောက်ခိုကူးခြင်းကိုနှိမ်နင်းတဲ့စစ်ဆင်ရေးအားလှုံ့ဆော်နေခြင်းဖြစ်တယ် ို့ပြောကြားနေရဆိုပေမဲ့အမေရိကန်ရဲ့အစိုးရအပြတ်မှုဟာဗင်နီဇွဲလားဆိုရဖွဲ့ပြောင်းလဲဖြစ်ရန်လှုံ့ဆော်နေခြင်းဖြစ်တယ်လို့ဆိုရမှုများရှိနေပါတယ် Flight Trader 2 website မှာရရှိတဲ့ချက်လက်များအရဘုံကျဲလီရီနှစ်စင်းဟာ Venezuela ကမ်းရိုးတန်းမှာနှစ်စင်းပြိုင်ပြီးပြန်လည်သွားခြင်းဖြစ်တာကိုတွေ့ရတယ်လို့ဆိုပါတယ်။အဲဒီနောက်ဘုံကျဲလီရီနှစ်စင်းဟာ Venezuela မြို့တော်ရဲ့အရှေ့မြောက်ဘက်မှာပတ်ပြီးတော့ပြန်တန်းခဲ့ပြီးတဲ့နောက်ကမ်းတစ်လျှောက်နောက်ပြန်လှည့်သွားကမြောက်ဘက်သို့ဦးတည်ပြီးပြည်နယ်ပြင်ဘက်သို့ပြန်တန်းသွားတာကိုတွေ့ရတယ်လို့ဆိုပါတယ်။ ဆက်လက်ပြီးတော့လက်နက်သင်းများဖန်တီးရေးအတွက်ဆွီဒင်နဲ့ယူကရိန်းတို့အကျိုးသဘောတူစာချုပ်လက်မှတ်ရေးထိုးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါပါဆွီဒင်နဲ့ယူကရိန်းတို့ကလက်နက်သင်းဤပညာများဖန်တီးရေးအတွက်ယူကရိန်းတွင်နေရာတစ်ခုတည်ဆောက်ရန်အကျိုးသဘောတူစာချုပ်ကိုနိုဝင်ဘာ6ရက်တွင်လက်မှတ်ရေးထိုးခဲ့ပါတယ် တနိုင်ငံဟာလေကြောင်းပြန်သရေးပူပေါင်းဆောင်ရွက်ခြင်းနဲ့တက်ဆိုင်တဲ့အကျိုးသဘောတူစာချုပ်ကိုအော်တိုဘလာမှာလက်မှတ်ရေးထိုးခဲ့ကြပြီးတဲ့နောက်ယခုသဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးကြောင်းကြေညာခဲ့ခြင်းဖြစ်ပါသည်။လေကြောင်းပြန်သရေးဆိုင်ရာပူပေါင်းဆောင်ရွက်မှုကြောင့်ယူကရိန်းဟာဆွီဒင်ရဲ့ ခရီးပင် E တိုက်လေရင်အစင်150အထိဝေယူနိုင်တဲ့အသည့်ဥတီစီနိုင်နေလို့ဆွီဒင်ဝန်ကြီးချုပ်ဦးခရစ်စတာဆင်ကပြောကြားခဲ့ပါတယ်။ဒါဟာလက်နက်သစ်နည်းပညာတွေကိုဖန်တီးထုတ်ဖို့ကျွန်တော်တို့ရဲ့မျှဝေစွမ်းရည်ကိုတောင့်တင်းစေပါလိမ့်မယ်လို့ဆွီဒင်ကာကွယ်ရေးဝန်ကြီးပေါ်ဂျွန်ဆင်ကသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။အကြိုသဘောတူညီချက်ကြောင့်ဆွီဒင်ဝန်ထမ်းတို့ဟာယူကရိန်းမှာလုလုရမယ်လို့၎င်းကပြောကြားခဲ့ပါတယ်။ယူကရိန်းကစစ်မြေပြင်တွေ့ကြုံများကိုပြပြမှာဖြစ်ခါဆွီဒင်ကအစ်မြေလက်နက်စနစ်များဖန်တီး ရေးအတွက်မိမိရဲ့တွေးကြုံများကိုအသုံးပြုမယ်လို့ဆွေရင်ကကွယ်ရေးဝန်ကြီးကဆက်လက်ပြောကြားခဲ့ပါတယ်။အလဲရုတ်တိုင်းနိုင်မလာကိုရရနေနဲ့ခင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။